အားလုံးပဲမင်္ဂလာပါဒီနေ့ဒေသတိလေးမှာတော့ကျွန်တော်တို့ဝေဆောင်စည်းတဲ့ကိုရှောက်ပတ်ကြည့်ပြီးတော့ဝေငါပြီးချစ်တင်တဲ့ကျွန်မကိုတောင်းမှဖြစ်ပါတယ်အဲ့ဒီကျွန်မကကျွန်တော်တို့ဒီနေ့စီပီပုတ်စီမယ်ဘနာနာစီမယ်ပေါ့နော်ဒီနေ့လေးကတော့ကျွန်တော်တို့ဒီခေတ်စဉ်လေးရဲ့အပျော်ဆုံးလေးလို့ပြောလို့ရပါတယ်အားလုံးပဲ like ခဲ့ကြည့်ပြပါဦးအခုငါကြရဲ့ဥွေအတွက်မှာဆိုလို့ရှိရင်ဒီငွေဆောင်တန်းချစ်တော်ရိုင်းမှာတွားလည်လို့ရတဲ့နေရာလေးတွေကိုတပ်ပုတ်လေးနဲ့ပြမိထားပါတယ်ချစ်သူများကျွဲ့မြေမွေကျွန်းမွေကျွန်းပဲပါမွေကျွန်းဟုတ်ပဲပါတွားလည်တွားလို့ရတယ် ဖះသုံးစုရရောအငွေစားစကွဲမဖွင့်ဘူးပါအခုငွေစားစကွဲဟိုဆက်ကလိုက်အဲ့ကောင်လေးဘိုးရစီပိတ်တာအော်အခုချင်းမြတ်ကျွရှိတဲ့တောင်ကန်းဆက်ကရောရောက်ပါပြီ။ရှင်မတော်ကျွကိုဝေးရနေလမ်းမြင်ရပါတယ်။ ော့ရေးမကြသေးဘူးပေါ့နေလိုက်ကင်းဆိုတော့ရေးကြလို့ရှိရင်ဒီကန်ဆက်နဲ့ကျွန်းနေကြပါအဲတောင်မြလလေးပေါ်လာပဲပေါ့နော်အဲကြလို့ရှိရင်လက်ဆက်လို့ရတယ်အခုသွားမယ်ဆယ်တော့စတီပယ်စီကသွားမယ်ဒီလိုင်းတော့သွားလို့ရလားရတယ်ရတယ်ဘုံထဲမှာရေတော့မစိုးဘူးဟောလဲဝက်ပြေးတယ်လေအဲကြတယ်အဲကြတယ်သူစီးရတယ်မရှိသေးဘူးနော်ဟုတ်လို့စောင်းရီစောတည်လားအလူမြများနဲ့စီးလို့မှာကနည်းစက်လာမှာကနေရစီးလို့ရအောင်6ရောက်စီး7ရောက်စီးစားစားစီးဟုတ်ပါတယ်ဒီကနားစီးပါလားနားနားလည်းစီးနော်ဒီဘက် ခုဘနနာစစီမှာဖြစ်ပါတယ်ဒီဘနနာတော့လူစီရတစီလို့ရတယ်လို့သိရပါတယ်ဒီဘနနာကစီပီဘုတ်နဲ့ဆွဲပေးရတာပေါ့နော်အားကြောင့်မလို့အခုစီပီဘုတ်ကိုစောင့်နေရတဲ့လူငယ်ရလောက်ကထိမ့်ပြီးတော့လိုင်းစီပေးပါတယ်ဒီစီပီဘုတ်မလာကဲလိုင်းစီရတဲ့ခက်တဲ့နေရာလေးတော်တော်လေးကိုရှင်းကွန်ဆက်လို့ဆက်လာပါတော့ ုစပီပေါ်ရလာပါပြီဒီစပီပေါ်ကလည်း line တွေကိုကြော်ခွာပြီးတော့လာရဖြစ်တဲ့အတွက်အနေတော့ကြားရပေါ့နော်အခုစပီပေါ်ကဘနနာရဲ့အနာကိုနင်းနီးကကရလာပါပြီခုကြိုးချိန်ပြီးတော့ဆွဲပါတော့မယ်ဒီစပီပေါ်ဆွဲနေတာကို light စီရတာတော်တော်လေးကိုကြော်ရှင်းကြောက်ကောင်းပါတယ် ဲ့တော့မတောက်တက်ဘူးဆိုလို့ရှင်တော့ဒီလို moment လေးကို try ကြည့်တင်တယ်လို့ကြံပြုချက်ပါတယ်နောက်ပြီးတော့ဒီ banana ဆီရာရဲ့အတက်ကတော့နောက်ဆုံးပေကန့်ချီကိုရောက်ခဏဒီမှာတို့ကပေါက်ချလိုက်တယ်ကျွန်တော်တို့ကို excited ဖြစ်အောင်လုပ်လိုက်တယ်ဒါပေမဲ့လို့သုံးစရာမရှိဘူးဘာလို့လဲဆိုတော့တို့ပေါက်ချလိုက်တဲ့နေရာကျွန်တော်တို့ခြေပြထောက်ပြီးတော့နိုင်စားလို့ရတဲ့နေရာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်တို့ဝတ်ထားတဲ့ safety vest တွေကလည်းကျွန်တော်တို့ကိုရေပေါ်ကို follow up နေစီပါတယ် ဲ့တော့ကန့်ချိကိုလိုက်တဲ့ကံမှာဒီလို moment လေးတွေကိုတော့မေးရခံစားတတ်တယ်လို့ကျွန်တော်ထင်ပါတယ်โอ้ဒီခိုက်တယ်လည်းတော့အခုပြန်ကြည့်ရင်ကိုအဲ့တော့ဆက်လက်ဆောင်ဖို့ပြန်ရပါတယ်ဇန်လည်းတကယ်ကိုပြောခဲ့ရပါတယ်ကိုကျွန်တော်ရေကြတဲ့အချိန်ဒီမဆောက်နိုင်လို့မလို့ချစ်လူများကျွန်းနေကိုဒီ CP ဘတ်စီနဲ့ဝင်လဲမှာဖြစ်ပါတယ် ဒီ speed post ရတဲ့အရာသာတော့ပို့ပြီးတော့မှပြောပြတ်ကောင်းပါသေးတယ်။ဘာလို့လို့ဆိုတော့ငင်ကနေငင်ကနေနဲ့လိုင်းလုံးလေးကြားတဲ့နေဖြက်စီရတာတတော်လေးကိုရခုစရာကောင်းပါတယ်။အားလုံးပဲခက်တဲ့လေးကိုကြည့်ပြီးတော့ထပ်တူခံစားရမယ်လို့ပြောလဲပါတယ်။ကျမကိုရောက်ပါပြီလို့စပီဘုတ်နဲ့လာခဲ့ပါပါလို့ ไปเลยแล้วกูจะแจกกูไปก่อนยกเข็มไปวิ่งเลยนั่นสิล่ะจะขาดอะไรสักอย่าง အခုဒီကျွန်းလေးပေါ်မှာရှိနေတဲ့ဖျားရှိတဲ့ဒီကြောက်တောင်လေးပေါ်ကိုတက်ပြီးတော့ဖျားဖူးရင်းနဲ့ပင်လယ်ပြင်ကိုလှမ်းကြည့်မှာဖြစ်ပါတယ်။ဒီညာနေကျတဲ့ view လေးကလည်းတော်တော်လေးကိုလှပါတယ်ဗျာ။အေး my god အခုတော့မော်တော်ဘုတ်နဲ့ပြန်လာတော့မယ်အခုချစ်တမကျွန်းပေါ်နေမော်တော်ဘုတ်စီးပြီးတော့ပြန်ခဲ့ပါပြီအားလုံးပဲဒီဗီဒီယိုကနေတစင်ပင်လယ်ပြင်ကြီးရဲ့အလားကိုတော်ဝါကြီးခံစားရလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်ဒီထက်ပိုကောင်းတဲ့ဗီဒီယိုတွေမှာထပ်တွေ့ကြပါဦးမယ်အားလုံးကိုကြည့်စစ်တင်ပါတယ်